အလုံးမင်းမင်္ဂလာပါရှင်။မနေ့ပြန်ဇွန်လ22ရက်နေ့အတွက်မော်လီဝတ်သားခမ်းမန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။လာမယ့်ဇွန်လ24ရက်25ရက်နေ့ဇူလိုင်လ3ရက်နေ့တွေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလေဝေလိုင်းတစ်ကြိမ်စီဆက်ပြီးဖြစ်နိုင်သေးတာမို့အနောက်တမုတ်တုံးလေးအဆက်ကောင်းနေအောင်မယ်လို့မော်လီဝတ်သားပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ ဇူလိုင်လနဲ့ဩဂုတ်လတွေမှာတောင်တရုတ်ပင်လယ်မှာမုန်တိုင်းဖြစ်နိုင်ခြေတွေလည်းမြင့်တက်နေပြီးမြန်မာနိုင်ငံမှာနှစ်စဉ်ရွာတော်မြက်ထက်ငါးစဉ်ရာခိုင်နှုန်းအထိမိုးပိုပြီးရွာတော်နိုင်မယ်လို့ဥဝင်နိုင်ကအသိပေးထားပါတယ်။အဲ့ဒီနှစ်လတာဟာမိုးလေကာလဖြစ်ပြီးအဲ့ဒီကာလတွေမှာနှစ်စဉ်ရေကြီးတက်ပါတယ်။ မုံများတဲ့ဒေတာတွေမှာတော့အခုမိုးကာလကလေးကစပြီးရေကြီးရေရှမ်းတာတွေဖြစ်နေပြီမို့လာမယ့်မိုးလေကာလအတွင်းမှာမြေကံပေးချောင်းပေးနေထိုင်သူတွေနဲ့တောင်ကြားချောင်းရီဆင်လာတတ်တဲ့ဒေတာတွေမှာအထူးသတိပြုဆင်ခြင်ဖို့လိုပြီးမြေရည်အခြေအနေတွေကိုလည်းမပြတ်နားဆွင့်ကြဖို့ဥဝင်နိုင်ကသတိပေးထားပါတယ်ဒီကနေ့ညနေတိုင်းထွားတဲ့အရာတော့ ပဲခူးမြင့်နဲ့ဟောင်မလေးမြို့ချင်းရွေးမြေရီတွေဟာနောက်နှစ်ရက်အတွင်းစိုးရင်အမှတ်ကိုရောက်ရှိနိုင်တာမို့ပဲခူးမြို့နယ်နဲ့ဟောင်မလေးမြို့နယ်ကမြေကန်းအနီးနဲ့မြေနေပိုင်းနေထိုင်သူတွေအနေနဲ့ကြိုတင်သတိပြုကြဖို့နဲ့မြေရီမြင့်တက်လာပါကအချိန်မီရှောင်ရှားကြဖို့မိုးစလာက သတိပေးနှိုးဆော်ထားပါတယ်မနေ့ဖြန်ဇွန်လ22ရက်နေ့မွန်တဲချင်းအထိကရနီကရပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနေရာစိစိနဲ့ကျန်းပြည်နယ်နဲ့တိုင်းတွေမှာနေရာအနှံ့အပြားမုန်ထစ်ချုံရွာနိုင်ပြီး ြင်းရွာရန်ရှာနှုံးပြည့်ဖြစ်ပါတယ်။ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊နေပြည်တော်ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊စကိုင်းတိုင်းထပ်ပိုင်း၊ AR တိုင်းနဲ့တရနာရီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နယ်၊ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေပါတယ်။မြမကံဝရံတရှောင်းနဲ့ကံလပင်လေပြင်းတို့မှာတခါတရံမိုးတက်လေပြင်းများခြောက်ရောက်ပြီးလှိုင်းကျနေပါတယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်10ပေကနေ12ပေကန့်ရှည်နိုင်ပါတယ်။ ကရင်ပြည်နယ်ချင်းပြည်နယ် မော်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မန္တလေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းနဲ့တရနာရီတိုင်းတို့မှာမိုးတိမ်တောင်းတွေဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်းများရွေရှားရနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှစီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ချိုတင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်နောက်နှစ်ရက်အတွင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်၊စကိုင်းတိုင်းထပ်ပိုင်းနဲ့တရနာရီတိုင်းတို့မှာမိုးပေါ်လာပါမယ်ရှင်။အခုလိုမိုးလေဝသခံမှန်း င်ချက်တွေနဲ့သဘောဝဘေးရနေတဲ့ပေးချက်တွေကိုညစဉ်ညတိုင်းတင်ဆက်ပေးနေရမို့ဒီ channel ကို like and subscribe လုပ်ပြီး notification ခေါင်းလောင်းကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။ခုမူလဝတ္တသတင်းအချက်အလက်တွေဟာမိုးစလာမူလဝတ္တမြန်မာရန်ကုန်ဌာနခွဲအန်ယူဂျီမိုးလဝတ္တမိုးလဝတ္တပညာရှင်ဦးဝင်းနိုင်နဲ့ဒေါက်တာဆိုင်းခွန်အာကာရရဲ့ထုတ်ပြန်ချက်တွေကိုစူးစီးတင်ပြထားခြင်းဖြစ်ပါတယ်ရှင်။